မင်္ဂလာပါအားလုံးပဲမင်္ဂလာညချမ်းလေးပါဗောနော်ကျောင်းနေဒီဗီလေးမှာတော့ချက်စီးနဲ့ပတ်သက်တဲ့အတင်းလေးတွေလာတုံးမှာဖြစ်ပါတယ်ဆိုတော့တတင်းလို့မပြောချင်တော့ဘူးဗျာဘာလို့ဆိုတော့နည်းနည်းမကောင်းတာများနေတော့လीမသိအတင်းပြောနေရသလိုပဲဆိုတော့ပထမဆုံးကျွန်တော်ပြောပြချင်တဲ့အတင်းလေးကတော့ချက်စီးတင်းဟာဒီယာဒီပရီးမီးယားလိဂ်ကလပ်အတင်းတွေထဲမှာ big chance အလွဲချော်ဆုံးမှတ်တမ်းဝင်ထားပါတယ်အဲရာဒီကုန်တိရောစောင့်ကြည့်ရမှာပါနော်ဘယ်အသင်းကညာပြန်ပြီးတော့ဒီနေရာကိုစုခူးဝမလဲပေါ့ဒါပေမဲ့လက်ရှိအချိန်ထိတော့ချက်စီအသင်းက ဘစ်ချက်လွဲချော်မှု52ကြိမ်နဲ့အမြင့်ဆုံးမှာရပ်တည်နေပါတယ်ဆိုတော့မတ်ကပြီးခဲ့တဲ့ interview လေးတစ်ခုမှာတော့ပြောတယ်ဗျာသူကတဲ့ဂိုးမသွင်းမအောင်မကြောက်ဘူးတဲ့ chance create မလုပ်နိုင်ပါဘူးပဲကြောက်တာတဲ့ okay အဲ့တော့မှ chance create လုပ်ပြီးတော့ထိုင်လွဲအဲ့တော့သူလိုချင်တဲ့စုကထိစုများလားမသိဘူးပေါ့နော်အခုတော့သူလိုချင်တဲ့စုကိုရသွားပါပြီမတ်ကအနေနဲ့တော့ပျော်ရွှင်နေမယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်နော် chance create လုပ်တယ်ကိုမသွင်းဘူးအဲ့တော့ big chance လွဲချော်မှုအများဆုံးအသင်းဖြစ်မတန်းဝင်တယ်အာဆရာတယောက်တည်းပျော်ရမှာမဟုတ်ဘူးဗျနောက်ထပ်အပျော်တစ်ခုထပ်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ယုံကြည်ရာဆုံးတိုက်စင်မှုဖြစ်သူ Nicholas Jackson ဟာဆိုလို့ရှိရင်လေမနေ့ကကစားခဲ့တဲ့ Ipswich Town နဲ့ပွဲစဉ်မှာဂိုးပေါလွဲချော်မှု short of target ပေါ့နော်၅ချိန်ထိရှိခဲ့ပြီးတော့ဒီဆန်ချိန်ဟာဆိုလို့ရှိရင်လေဒါတပွဲတည်းမှာလွဲချော်မှုကကျန်တဲ့ Premier League အသင်းကကစားသမားတွေထက်တာလွန်ပြီးတော့နံပါတ်1အဖြစ်မှတ်တမ်းဝင်တယ်လို့ကျွန်တော်တို့သိရပါတယ်ဆိုတော့နော်ဆရာကလည်းတွင်းကိုးတွေမရမှာဘူးမကြောက်ဘူး cream လုံးနိုင်မှာပဲကြောက်တယ်ဆိုတော့စန်ချိုတို့နတ်တိုတို့ပေါမာတို့က cream လုတ်ပေးကြတယ်အန်ဆိုဖာနယ်တို့က cream လုတ်ပေးကြတယ်အဲ့မှာသူ့ရဲ့ chip တစ်ပိတ်ကြီး jackson ကထိုင်ဖြုံးပေးတယ်ဆိုတော့ဆရာဖြစ်ချင်တဲ့စံတော့တပည့်ကလည်းဖြည့်စည်းနေတပည့်ကလည်းအခုဆိုရင်တော့ computer record လေးတစ်ခုကိုရရှိသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့အားရဝမ်းသာစရာ တတိယနှစ်ပုတ်ကိုတင်ဆက်ပြီးရအောင်မှာတော့ transfer လေးတွေဘက်ကိုသွားကြည့်ပါရစေ။ဆိုတော့ပထမဆုံး transfer new ကတော့ကျွန်တော်တို့ပြောနေကြ Dellet ပါပဲ။ဆိုတော့ Dellet နဲ့ပတ်သက်ရင်လက်ရှိမှာ Chelsea အသင်းတာဝန်ရှိသူတွေအနေနဲ့ Dellet နဲ့နီးစပ်တဲ့ဥပမာတငယ်ချင်းပဲဖြစ်ဖြစ်တာဝန်ရှိသူပဲဖြစ်ဖြစ်ပေါ့နော်။ Dellet နဲ့ close ဖြစ်တဲ့သူတွေကိုစတင်ပြီးတော့ contact တွေလုပ်နေတယ်လို့သိရတယ်။ဒါပေမဲ့ဒီလိုလုပ်နေတဲ့ခြေလှမ်းတွေဟာ Chelsea အသင်းတစ်သင်းနဲ့တော့မဟုတ်ဘူး။ Manchester United အသင်းကလည်းအလားတူခြေလှမ်းတွေကို Dellet အတွက်စတင်ပြီးတော့လှမ်းလာတဲ့အပိုင်းတွေရှိရလို့သိရတယ်။ နှစ်သင်းလုံးကဒဲလန်နဲ့ပတ်သက်ပြီးတော့တော်တော်လေးရီမတ်ချက်ထားရတဲ့အပိုင်းတွေရှိတယ်။ဒါကြောင့်မလို့စတင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်။ဒီလိုပဲ Ipswich အနေနဲ့ကလည်းမဟုတ်လဲလက်လွတ်ရမဲ့ player တယောက်ဖြစ်နေတဲ့အနေထားမှာသူ့ရဲ့ကစားသမားအတွက်တကားဖွင့်ထားတယ်။အခုချိန်ကစပြီးတော့ race ကပိုပြီးကြီးကောင်းတော့မှဖြစ်တဲ့အကြောင်းရိုမာနိုရဲ့ report ကိုအခြေခံပြီးတော့ပရိသတ်တွေကိုပြန်လည်တင်ဆက်ပေးခြင်းနဲ့ဆိုတော့ Delap ကတော့ကျွန်တော်တို့ Chelsea သင်းရဲ့ပြတ်မှတ်ထားနေတဲ့တိုက်စစ်မှုတွေတွေက ပရီးမီးယားလိတိုက်စစ်မှုတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးအတန်ကျယ်တောင်သောထွက်ပေါ်တဲ့ကစားသမားတွေကတယောက်လည်းဖြစ်ပါတယ်ဒါကတော့လန်ဒဲလပ်ပါတစ်ဖက်မှာလည်းကျွန်တော်တို့နောက်ထပ်ခံစစ်မှုအုပ်ဖြစ်တဲ့ဒိန်းဟူဂျီဆန်ပါဟူဂျီဆန်နဲ့ပတ်သက်ရင်လည်းချယ်ဆီတင်းကပြီးခဲ့တဲ့ transfer ပေါ့နော်ဇန်နဝါရီမှာရောဟူရှိကနွယ်လီ transfer ဝင်းတို့မှာပါအတန်ထွက်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လက်ရှိမှာချယ်ဆီလီဗာပူးအာဆင်နယ်အပြင်ရယ်မက်ဒရစ်အသင်းတို့ပါဆိုလို့ရှိရင်လည်းဟူဂျီဆန်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ လာမယ့် transfer window မှာစတင်လှုပ်ရှားတော့မှာဖြစ်တယ်လို့သိရတယ်။ချက်စီးသင်းနေတဲ့ကလည်းသူတို့ရဲ့လိုအပ်ချက်တစ်ခုမှာဖြည့်ဆည်းဖို့ပေါ့နော်။ဟူဂျစ်ဆန်ကို top target အနေနဲ့ပြစ်မှတ်ထားစောင့်ကြည့်နေကြတာဖြစ်တယ်ပေါ့နော်။ဆိုတော့ Premier League နဲ့လည်းအသားကျပြီးသား player တယောက်ဖြစ်တယ်လို့ potential အရာကြည့်မယ်ဆိုလို့ရှိရင်လည်းအများကြီးအလားလာကောင်းတွေကိုမြင်တွေ့နေရတဲ့ကစားသမားတယောက်ဖြစ်သတ်မှတ်ထားတာကြောင့်ဒီလိုမျိုးကလပ်အသင်းကြီးတွေကစိတ်ဝင်စားနေကြတဲ့ ဖြစ်တယ်ဆိုတော့ Chelsea အသင်းတွေနဲ့ fire မဲ့အသင်းတွေကတော့မလွယ်ဘူး Delap ဆိုလို့ရှိရင်လည်းဒါကျွန်တော်ခုနကမန်ရှင်လောက်သွားတာ United နဲ့ Chelsea နဲ့အသင်းနဲ့ဆိုပေမဲ့တခြားသောထိပ်သီးကလပ်အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုခံရတဲ့ကစားသမားဖြစ်သလို Hutchinson ဆိုလို့ရှိရင်လည်းဒါအလားတူပဲပေါ့နော် Liverpool လိုမျိုးတရားဒီမှာ Champion ပြေးလမ်းကြောင်းပေါ်မှာတစ်ပြေးနေတဲ့အသင်းနောက်ပြီးတော့ Spain Giant Real Madrid လိုအသင်းအပြင်အာဆင်နယ်လိုမျိုးအသင်းတွေကပါစိတ်ဝင်စားနေရဖြစ်တဲ့အတွက် ဇာသမားကိုလိုချင်နေဆိုရင်တော့ Chelsea တင်းနေတဲ့တေချာလေးကြိုးပမ်းသွားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒါကတော့ကျွန်တော်အနေနဲ့ညာခင်းအတွက်ပေါ့ပေါ့ပါပါ Chelsea တင်းလေးတွေတင်ဆက်ပေးတာပဲဖြစ်ပါတယ်။ Chelsea တင်းတီးတန်းကိုကြည့်ရှုနာဆင်နေဆိုရင်တော့ live facebook page telegram twitter account တွေကို like and subscribe like and join ပြုလုပ်ထားနိုင်ပါတယ်။အားလုံးပဲ see you next video ပါနော်။